မျက်နာလေးချိုးနေလို့ငါပေါ်မှာရင်းနေတယ်ခင်မင်းတယ်လို့သွားမတွက်နိုင်နဲ့နော်ကိုယ့်ကိုတတ်ချင်တဲ့လူကလည်းပြုံ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 းနဲ့နေတာပဲပြောလို့မရဘူးလောကလူတွေဟာအပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့နှလုံးသားရဲ့ရှုပ်ဝှက်ချက်တွေအလွန်များတဲ့စိတ်ထဲရှိတာတစ်မျိုးပြောတာတစ်မျိုးသိသိရခက်တယ်လို့ အဲ့ဒီကန္တရကဆိုတဲ့ဆင်းတက်တဲ့ဆရာကြီးကမြတ်စွာဘုရားကိုရှောက်ခဲ့တာအလုံးမှန်ကန်တယ်ဗောလောကလူတွေရဲ့နှလုံးသားအတိခက်တယ်အတိခက်သည့်အတွက်ကြောင့်လူတွေရဲ့ဇယိုက်ကိုချိပ်ပြီးပြောဖို့ဆိုဖို့ဆိုတာအလုံးခဲနေတာဗောမြတ်စွာဘုရားကြတော့ ထူးခြားတဲ့အသိဉာဏ်ကြီးဖျားဖြစ်တဲ့အခါမှာရရှိထားဗုဒ္ဓသက္ခုလို့ခေါ်တယ်။ဖျားတို့ရဲ့မျက်လုံးနဲ့ကြည့်လိုက်ရင်တွင်းကိုဖောက်ပြီးတော့သူ့ရဲ့နှလုံးသားထဲမှာထွင်းပြီးတော့မြင်နိုင်တယ်။ဖောက်ထွင်းပြီးတော့မြင်နိုင်တဲ့ဉာဏ်တစ်ခုကဣန္ဒြိယပရောပရိယတိဉာဏ်နဲ့အာတယာနုတယဉာဏ်နဲ့အဲ့ဒီဉာဏ်တစ်ခုကိုဗုဒ္ဓသက္ခုဖျားမျက်လုံးလို့ခေါ်တယ် လူတွေရဲ့နှလုံးသားဖောက်ထွင်းပြီးတော့လူတွေရဲ့နှလုံးသားကိုထွင်းဖောက်ပြီးတော့မြင်နိုင်တဲ့ဉာဏ်စွမ်းတတ်တယ်။ယဟနာပုဂ္ဂိုလ်တွေဟာအဲ့ဒီဉာဏ်မရှိဘူးပိစိကဗုဒ္ဓတွေလည်းအဲ့ဒီဉာဏ်မရှိဘူး။ဉာဏ်မရှိသည့်အတွက်ကြောင့်လူတယောက်ကိုအကဲခတ်ပြီးတော့အပေါ်ယံမဲ့အကဲခတ်ပြီးတော့ဟောနိုင်ပြောနိုင်ကြတာဖြစ်တယ်။လူအကြိုက်ကိုလုံးဝ အတွင်း၌ပြီးတော့သိလိမ့်မရှိကြဘူးတဲ့အိန္ဒရိယပရောပရိယတိဆိုတာလူတွေရဲ့စိတ်အခြေအနေတစ်ခုအိန္ဒရီလို့ခေါ်တဲ့တတ္တဝီရိယတတိတမာရိပညာလို့ဆိုတဲ့စိတ်ရဲ့စွမ်းအားတွေဟာရင့်ကျက်မှုရှိမရှိအဲ့ဒီအခြေအနေရရကိုသုံးသပ်သိရှိနိုင်တဲ့ပညာရကိုအိန္ဒရိယပရောပရိယတိလို့ခေါ်တယ် ရသော်ဘုရားကြတော့အဲ့ဒီအခြေအနေတွေအကုန်လုံးသုံးသပ်ပြီးမှဒီပုဂ္ဂိုလ်ဟာဒီစကားမျိုးပြောရမှာဖြစ်တယ်ဒီပုဂ္ဂိုလ်ကြတော့ဒီလိုဆုံးမရမှာဖြစ်တယ်ဒီပုဂ္ဂိုလ်ကဒီတရားနဲ့တန်တယ်လို့တကယ်ကိုတသည့်လိမ္မာတဲ့တမားတော်တယောက်ဟာလူတယောက်ရဲ့ယောဂါကိုအသေးစိတ်လေးလာပြီးစေးပေးတယ်လို့ပဲမြတ်စွာဘုရားဟာလည်း သရဝရရဲ့စိတ်ကိုသိပြီးတော့တရားဓမ္မကိုတစ်မျိုးစီဟောကြားပေးတာဖြစ်တယ်ပေါ့အာတယနုတယညာဆိုတာအာတယဆိုတာလူတွေရဲ့စိတ်ဆန္ဒကိုခေါ်တယ်။နာနိသာတယလူတွေဟာတုံးတဲ့တူမတူညီတဲ့အစ္ဆာတယရှိကြတယ် တမိသားစုထဲမှာမွေးတဲ့ပုံကိုယ်တွေဒီပင်တယောက်အကြိုက်တယောက်မတူကြဘူးတယောက်ရဲ့တွေးခေါ်မှုနဲ့နောက်တယောက်ရဲ့တွေးခေါ်မှုဟာပွဲပြားခြားနားမှုတွေရှိအဲ့ဒါလို့အာတယဆိုတဲ့လူတွေရဲ့အမြင်တွေတွေးခေါ်မှုတွေပွဲပြားခြားနားမှုတွေမြတ်စွာဘုရားဒီလူကဘာတွေးတယ်ဒီလူကဘယ်လိုဟာမှကြိုက်တယ်ဆိုတာကို အတွင်း၌ပြီးတော့အကုန်သိနိုင်အနုတ္တယ သူ့ရဲ့တဏ္ဍာမှာစင်စက်မပြတ်ပါလာတဲ့အနုတ္တိယဓာတ်ဟာဘယ်အခြေအနေရှိတယ်ဆိုပါစို့ဒီလူကဒေါသကြီးတာလားဒီလူကလောဘကြီးတာလားစသဖြင့်လူတယောက်ရဲ့အသေးစိတ်အလိလစရိုက်ဝါသနာတွေကစပြီးအတွင်း၌သိတာအာတယာနုတ္တိယဉာဏ်လို့ခေါ်တယ်အဲ့ဒီအိန္ဒြိယပရောပရိယတ္တိ အာဒေယနုဒေယလို့ဆိုတဲ့ဒီညာနှမျိုးနဲ့ရသော်ဗျာဆုံးမရမဲ့ပုဂ္ဂိုလ်ကိုဒေဒီချာချာဆန်းစစ်ပြီးတော့မှတရားဓမ္မကိုဟောပြောတာဖြစ်တယ်။အဲဒါကြောင့်မို့ဖះဟောတဲ့တရားအလွန်အောင်မြင်တယ်လို့သူတို့ပြော။ဉာဏ်နဲ့ပုဂ္ဂိုလ်တွေကတော့ယံဟောကြဖះဟောတဲ့တရားကိုကြည့်ပြီးတော့လားဟောကလူအုပ်ထဲမှာခဲနဲ့ပြစ်လိုက်လို့ ဟုတ်လားလူအုပ်ထဲမှာကဲဆုပ်ပြီးတော့ကျဲလိုက်မယ်ဆိုရင်တော့ထိတဲ့လူထိလွတ်တဲ့လွဲတဲ့လူတွဲဒီလူကဲနဲ့ကျဲရတယ်လို့မှန်တဲ့လူမှန်မမှန်တဲ့လူမမှန်ဘူးမြတ်စွာဘုရားကြတော့အဲ့ဒီလူလူအုပ်ထဲမှာဒီလူကျဲတာမျိုးမဟုတ်ဘူးတိုက်ရိုက်ထိမှန်တဲ့စကားမျိုးနဲ့ပဲပိဋိတဘလောက်ပဲများများကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့ဉာဏ်ထဲမှာပေါ်နေတယ် အဲ့ဒီပေါ်နေတဲ့ပုဂ္ဂိုလ်ရဲ့ဇယိုက်ကိုချိန်ပြီးဖျားတရားကိုခေါ်လိရှိ individualize ကိုခေါ်တယ်နော်တဦးတယောက်စီရဲ့အကျိုက်ဇယိုက်တိုင်းပဲမြတ်စွာဘုရားတရားတော်ကိုထိသွင်းပြီးတော့ဟောပြောသွားတာဒါကြောင့်မို့မြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှာဆိုရင်တိမ်ကောင်းများစွာသောပရိသတ်ကြီးဟာမြတ်စွာဘုရားကို မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုနားထောင်ရရင်ဘုရားကငါ့ကိုဟောနေတယ်လို့စိတ်ထဲမှာခံစားကြရတယ်။အဲ့ဒါလောက်ထိအောင်မြတ်စွာဘုရားဟောကြားတဲ့တရားအောင်မြင်မှုရရှိတယ်လို့။ဒါကြောင့်မို့လို့သိမ့်ချီသောပရိသတ်တွေမြတ်စွာဘုရားတရားရဲ့အဆုံးမှာထူးခြားတဲ့အသိဉာဏ်တွေကိုရရှိပြီးတော့သွားကြတာဖြစ်တယ်။တူညီတဲ့ဇေယျရှိတဲ့တရားတွေကို ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားအသိတော်တဲ့တရားကိုရွေးချယ်ပြီးတော့ဟောပြောတော်ဖြစ်တယ်